်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆမ်းပါ DBP ရုံးမြင့်တန်ချာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရွေးကောက်ပွဲမှာစက်ခရေးပါတီကအနိုင်ရလို့ပေးထားတဲ့ကတိတွေမတည်ရင်သူမျက်နှာကိုလက်တီနဲ့ထိုးပါလို့နိုဝင်ဘာလ16ရက်ကပြုလုပ်တဲ့ရငုံတိုင်းပါတီမဲဆွယ်ပွဲမှာဥက္ကဋ္ဌဦးခင်ကြီးကပြောပါတယ် မနေ့နေ့လည်းကရန်ကုန်မြို့သူ့အနာမိုးလုံလေးလိုအားကစားကွင်းမှာပြုလုပ်တဲ့ရန်ကုန်တိုင်းစက်ခိုင်ရေးပါတီရဲ့မဲဆွဲစည်းရုံးရေးပွဲမှာဥက္ကဋ္ဌဦးခင်ကြီးကပြောဆိုခဲ့တာပါနိုင်ငံဝန်ထမ်းငယ်တွေအခမဲ့ခီးသွာလာခွင့်ရရေးကိုယ်စင်ထုံးကြဆင်ရေးလက်သမားတွေကျွေးမိကင်းရှင်ရေးစားတဲ့ခရီးကူးတွေစက်ခိုင်ရေးပါတီကပေးထားပြီးအဲ့ဒါတွေမလုံနိုင်ရင်လက်တီနဲ့လာထိုးဆိုပြီးမဲဆွဲခဲ့တာပါ 2010လုံးကလည်းကျန်းခိုင်ရေးပါတီဥက္ကဋ္ဌဟောင်းဦးတန်းထေကအဲ့ဒီလိုမဲဆဲဘူးပေမဲ့တကယ်တမ်းမှာကိုကျိုးစီပွားပဲကြီးခဲ့တယ်လို့နိုင်ငံရေးလှလာသူတယောက်က DPP ကိုပြောပါတယ်။ ဒီဇင်ဘာလမှာဆေအိုစုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာကြက်ခိုင်ပါတီကကိုစလဲပေါင်းတထောင်ကျော်ဝင်ပြိုင်မှာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်လို့ပြည်သူတွေဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့မြို့သားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုက်အင်အားစုတွေကထုတ်ပြန်ထားပါတယ်ရှင်။ချင်းမျိုးသားတပ်ဦး CNF ကစတုထအချိန်မြောက်ဒေတာကော်မတီများညီလာခံကို မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာနိုဝင်ဘာလ23ရက်နေ့ကနေ25ရက်နေ့ထိကျင်းပခဲ့တယ်လို့ CNF ကထုတ်ပြန်ပါတယ်။အဲ့ဒီဒေသကော်မတီများညီလာခံမှာနိုင်ငံပေါင်း73နိုင်ငံကကိုယ်စားလှယ်68ယောက်တက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ CNF ရဲ့ချင်းလန်းတိဆောက်မှုအားကောင်းစေဖို့အတွက်နိုင်ငံတကာရောက်ချင်းလူမျိုးအလုံးပူးပေါင်းပါဝင်ဖို့အမျိုးသားတော်လှန်ရေးမှာရမငွေထည့်ဝင်ဖို့တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။အာဆီယံဥက္ကဋ္ဌရာထူးယူခဲ့တဲ့မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ Federal Democracy စနစ်တည်ဆောက်ရေးနဲ့လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေမှာအကူအညီဆောင်ရွက်ပေးခဲ့သလိုနောက်လာမယ့်အာဆီယံဥက္ကဋ္ဌအိန္ဒိယနိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့မြန်မာ Federal Democracy စနစ်တည်ဆောက်ရေးမှာပုံမထိရောက်တဲ့အကူအညီတွေပေးဖို့ကိုလည်းတောင်းဆိုခဲ့လို့သိရပါတယ်။ပုံလိုက်အောင်မြင်နိုင်ရတဲ့ပေါ့နော်။ရန်ပုံဝေးလေးဘလို့ရှာဖွေသွားမလဲပေါ့နော်။အဲဒါတစ်ခုရဲ့ပြီးတော့ မလေးရှားမှာရောက်ရှိနေတဲ့ခြင်းဒုက္ခတွေအကြီးပေါ့နီလာခံချက်ပေါ်တော့ data ကမတည်ရဆီနက်ကိုပဲပံ့ပိုးကူညီတဲ့ဖွဲ့ပေါ်တော့ဒါပေမဲ့ CNF တခုတည်းမဟုတ်ပဲနဲ့လက်ရှိတုံတွဲနေရတဲ့ဒီ situation တွေပေါ်တော့အကြီးစားတွေလည်း organization အတိုင်းမဖြစ်ဘူးနေထိုင်နေနိုင်ငံအစိုးရတွေကိုလည်းအခြေအနေတွေတင်ပြဖို့ပေါ်တော့နောက်တစ်ခုကျတော့လူသားချင်းစာနာမှုပံ့ပိုးကူညီနိုင်အောင်ပေါ့တွဲဆောင်ခဲ့တဲ့နိုင်ငံတကာကော်မတီတွေဟာချင်းမျိုးသားတက်ဦးခိုင်မာအားကောင်းရေးနဲ့ ဒေါ်လာရင်းရံပုံငွေကိုအဓိကရှာဖွေပေးတဲ့ဒေတာဆိုင်ရာကော်မတီတွေရဲ့ညီလာခံလို့ဆိုပါရယ်လက်ရှိဒေါ်လာရင်းမှာချင်းပြည်သူတွေဟာပြည်သူရံပုံငွေနဲ့ပြည်သူကနေဒေါ်လာနေရဖြစ်တဲ့အတွက်ဒီညီလာခံကနေစည်ရေးနိုင်ငံရေးပုံမအားကောင်းစေဖို့ပြည်သူတွေအတွက်အားသင့်လောင်ပေးမယ်တဘောလို့ဆိုပါရယ်ချင်းဒေါ်လာရင်းအတွက်နိုင်ငံလိုက်ရံပုံငွေရှာဖွေဖို့နဲ့သက်ဆိုင်ရာနိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့ချိတ်ဆက်ပြီးမြန်မာနိုင်ငံအခြေအနေကိုတင်ပြဖို့တွေကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါရယ် ဒီကတော့အဲ့ဒီမှာဆုံးဖြတ်ချက်တွေချမှတ်ကြတယ်။ချမှတ်တဲ့အတိုင်းကိုသူတို့ကတစ်ဆိုင်ရနိုင်ငံအလိုက်သူကန္တာအလိုက်လူသားဆန္ဒကိစ္စကအစပြီးတော့အရှန်ရဲ့5 point consensus census ချင်းကမှုတွေကိုဆွေးနွေးကြတာဆိုတော့အဲ့ဒါတစ်ဆိုင်ရ ရှိကိုသူတို့ကပြန်ပြီးတော့ချပြန်ပြီးတော့မှလည်းဆက်လက်ပြီးတော့လုံ့ဝဆင်အနေနဲ့ချထားခဲ့တာဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်အတိုင်းကျွန်တော်တို့ချင်းမြတ်တပ်ဦးရဲ့နိုင်ငံခြားရေးဌာနကလည်းကမ္ဘာကထပြုပြီးတော့ဆက်လက်ပြီးတော့လုံ့ဝအကောင့်ထိပ်ပေါ်ဖို့ဖြစ်ပါလိမ့်မယ်ဒီဒေတာကော်မတီများညီလာခံကြောက်ချင်းမြတ်တပ်ဦးနဲ့ချင်းတော်လှန်ရေးအတွက်ပိုပြီးခိုင်မာအကောင့်နဲ့နိုင်ငံရေးစစ်ရေးတိစောက်မှုတွေအကျိုးဖြစ်လာသလိုလက်ရှိစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူလူထုမပါဝင်မှုအတွက် ရွေးကောက်ပွဲကိုစန့်ကျင်မဲ့အားတစ်ခုဖြစ်လာမယ်လို့တာဝန်ရှိသူတွေကဆိုပါတယ်။ကျမဒီရီပါ။ အမေရိကန်ပြည်ထောင်စုဟာယူကရိန်းစစ်ပွဲမှာစံသက်ထားပြီးသားဒေါ်လာသန်း900နီးပါးတန်ဖိုးရှိအစစ်မြင့်ဒုံးကျည်စနစ်တစ်ခုကိုထိုင်ဝမ်ကိုရောင်းချခဲ့ကြောင်းအတည်ပြုခဲ့ပြီးထိုင်ပေကိုထောက်ခံမှုကိုထပ်လောင်းအတည်ပြုခဲ့ပါတယ်။အဲ့ဒီဒုံးကျည်စနစ်ဟာယူကရိန်းကိုပေးပို့တဲ့စစ်စုပေါင်းဒေါ်လာ1ဘီလီယံတန်ဖိုးရှိတဲ့တပတ်အတွင်းဒုတိယမြောက်လက်နက် package ထဲမှာပါဝင်တာပါ။ အင်ဒိုပစိဖိတ်ဒေသမှာလက်ရှိဒီစနစ်ကိုသုံးစွဲနိုင်တာဟာဩစတြေးလျနဲ့အင်ဒိုနီးရှားနိုင်ငံတို့သာဖြစ်ပြီးစစ်စုပေါင်းဒေါ်လာ1ဘီလီယံတန်ကျပ်ရှိလက်နက်ရောင်းချမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်အဲ့ဒီအစင်းမြင့်ဒုတ်ဂျစ်စနစ်၃ခုကိုထိုင်ဝမ်ကရရှိလိမ့်မယ်လို့အမေရိကန်ပြည်ထောင်စုဟာပြီးခဲ့တဲ့နှစ်ကပြောကြားခဲ့ပါတယ်။အမျိုးသားအစင်းမြင့်မြေပြင်မှဝေဟင်ပြစ်ဒုတ်ဂျစ်စနစ်နာဆက်စတာလက်ပြစ်လေးချောင်းကကွယ်ရေးစနစ်တွေကို RTX ကုမ္ပဏီမှထုတ်လုပ်ထားပြီးထိုင်ဝမ်အတွက်လက်နက်အသစ်တစ်ခုဖြစ်ပါတယ်။ အမျိုးသားအစင်းမြင့်မြေပြင်မှဝေဟင်ပြည့်ဒုတ်ကြီးစနစ်နာဆန်စတာလက်ပြည့်လေးချောင်းကောက်ွယ်ရေးစနစ်တွေကို RTX ကုမ္ပဏီမှထုတ်လုပ်ထားပြီးထိုင်ဝမ်အတွက်လည်းနဲ့အစ်တစ်ခုဖြစ်ပါတယ်။ပင်ဒဂွန်ကကုမ္ပဏီကိုနာဆန်စယူနစ်တွေကိုဝယ်ယူဖို့အတွက်ခိုင်မာတဲ့ဈေးနှုန်းသတ်မှတ်ထားတဲ့စာချုပ်တရပေးအပ်ခဲ့ပြီး2030ခုနှစ်ဖေဖော်ဝါရီလမှာလုပ်ငန်းပြီးစီးမယ်လို့ခန့်မှန်းထားကြောင်းပြောကြားခဲ့ပါတယ်ရှင်။ Google ကနောက်ဆုံး AI model ဖြစ်တဲ့ Gemini 3ကိုကြေညာခဲ့တာကြောင့် ChatGPT ရဲ့ Open AI နဲ့ရှင်းပြမှုပိုပြီးပြင်းထန်လာပါတယ်။ AI model အသစ်ဟာသုံးစွဲသူတွေအတွက်ပိုပြီးရှုပ်ထွေတဲ့မေးခွန်းတွေကိုပိုကောင်းတဲ့အဖြေတွေပေးနိုင်မှာဖြစ်ပါတယ်။လိုအပ်တာတွေကို prompt နည်းနည်းနဲ့ရနိုင်ပါတယ်လို့ Alphabet CEO Sundar Pichai ကပြောကြားခဲ့ပါတယ်။ Gemini 3ကို Gemini app ထဲမှာပါဝင်မှာဖြစ်ပြီး Google AI ရှာဖွေမှုမှာ AI မှုနဲ့ AI overview တို့အပါအဝင် လုပ်ငန်းသုံးအဆင့်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။အင်ကာနေကထွက်ရှိခဲ့တဲ့ Gemini 3ဟာ ာမယ့်ရက်သတ္တပတ်တွေအတွင်းမှာပို့ပြီးလူသိများလာပွဲရှိပါတယ်။ဒါဟာ Gemini 2.5ကိုမိတ်ဆက်ခဲ့ပြီးရှစ်လအကြာမှာမိတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ Gemini app အသုံးပြုသူဟာတစ်လကိုတန်း650ရှိပြီး AI overviews ကိုလစဉ်အသုံးပြုသူ1 billion အထိရှိပါတယ်လို့ Google ကပြောပါတယ်ရှင်။ ဂျပန်နိုင်ငံအနောက်တောင်ပိုင်းအိုအီတာမြို့ရှိဆာဂါနိုဆက်ကီရပ်ကွက်မှာစောက်190ကျော်မိလောင်မှုဖြစ်ပွားခဲ့ပြီးညလုံးပေါက်ဆက်လက်လောင်ကျွမ်းနေရမှာဒေသခံ200နီးပါးအရေးပေါ်ခိုးလုံရနေရကိုထွက်ပြေးခဲ့ကြရကြောင်းမိသက်နဲ့သဘာဝ BND ရဲ့စီမံခန့်ခွဲအေဂျင်စီကနိုဝင်ဘာလ19ရက်ဗုဒ္ဓနေ့ကပြောကြားခဲ့ပါတယ်လူတယောက်ပျောက်ဆုံးနေကြောင်းသတင်းတွေထွက်ပေါ်ပြီးမှအဲ့ဒီသူဟာသေဆုံးသွားပြီလို့ရဲသတင်းရင်းမြစ်တွေကိုကိုးကားပြီးဒေသခံမီဒီယာတွေကအစီရင်ခံပါတယ် တိုချိုမြို့ရဲ့အနောက်တောင်ဘက်980ကီလိုမီတာအကွာရှိအိုအီတာမြို့ကဆာဂါနိုဆက်ကီရပ်ကွက်မှာနိုဝင်ဘာလ18ရက်အင်္ဂါနေ့ညနေ9:40မိနစ်လောက်မှာမိလောက်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တာပါမိလောက်ကြောင့်မှုကိုညင်သက်ဖို့မိသက်ကဒါစမောင်းများစွာနဲ့မိသက်သမား200ကျော်ကိုဆေလွှတ်ခဲ့ပြီးဒေသစံတော်ချိန်မနက်7:00နာရီအချိန်ထိ နိုင်နေစနေပါကြာနေတာတော့မိကိုအပြေဝထိတ်ချုံနိုင်ခြင်းမရှိပါဘူးစစ်ပနဲ့မိသက်ဟရင်တွေဟာရာစုနှစ်ဝက်နေပါအတွင်းနိုင်ငံရဲ့အကြီးမားဆုံးမြို့ပြမိလောင်မှုကိုငြိမ်သက်ဖို့ကြိုးပမ်းနေကြပြီးမိလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါရဲ့ရှင် ီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချိုဆက်ပါရှင်